ဆောင်သူဘွားအမတ်တရများရဲ့အပိုင်းတင်လေးကိုဖတ်ပြပေးတော့ပါမယ်ရှင်။အတိတ်ဆိုတဲ့ຢာကမိကျင်နိုင်မေးလို့ရတာမဟုတ်တလို့တရိယအောင်လဲတမင်ဖန်တီးယူရင်မရပါလေ။တောင်းနေစဉ်ကာလအဆောင်သူဘွားကိုပြန်လဲတရိယမိတီကအချင်းချင်းတရိယမိရင်ကနေအသက်20ဝန်းကျင်သို့ပြန်လဲရောက်သွားမိတလို့လို့ အဆောင်သူဘွားအမတ်တရများစွာက အစီစဉ်တကြားအမဲ့ရတာမဟုတ် ရောက်တက်ရရာဟိုးရောက်ဒီရောက်ပောက်ပြလေးစေအမတ်တရများစွာထဲမှာ1992ခုနှစ်အကုန်1993ခုနှစ်အကူနယူးယာမှာလွတ်လပ်ရေးနေ့ထိမ့်မှတ်ဖြင့်စီးပွားရေးတက္ကသိုလ်အားကစားပြိုင်ပွဲကျင်းပတာကို အမတ်ရနေမိသည် နေ့တက်ကြောင်းသားများအပါအဝင်တမိုင်းဝမ်းမှာရှိတဲ့အဆောင်တွေအလုံးပါဝင်ဆင်နွှဲကြသည် ကျမတို့ဖွဲကဇွဲကပင်ဆောင်နဲ့ကန္နမဆောင်မောင်နှမဆောင်အနေနဲ့ကိုစောကိုကြီးဖြူမောင်ကြီးမိယုမိဖြူနဲ့မိမော်တို့ဝင်ွှဲကြတာကိုလည်းတတိယမိသေးသည်သူတို့စုရတာမရတာတဲ့ကျမပါဝင်ကိုကြီးမိုးကိုကြီးဝင်းပိုးမိမော်မိပူမိခိုင်တို့ကတထုံလျကစားကွန်းတီလိုက်ပြီးသူတို့တွေရဲ့အင်ဂျီတွေဖက်နှက်တွေကို အထုပ်ဆွဲပြီးလိုက်ဆောင်ပေးဘူးတယ် သူတို့တွင်အာရှီအောင်အာကစားကွင်းမှာအော်ဟစ်အပေးဘူးတယ်။အမောပြေတောက်ဖို့အချိုရည်ဘူးတွေရေအေးပလင်းတွေကင်ပြီးစောင့်ခဲ့ရဘူးတယ်။တငယ်ချင်းဆိုတာထိုင်ဆောင်နေုံနဲ့ပဲဖြစ်မလဲလေ။ကိုတက်နိုင်ဆုံးလှုပ်ပေးနိုင်တာလေးတွေလှုပ်ပေးရတာပေါ့။ဤအောင်ဝါဖြစ်တဲ့မောင်ကြီးမိဖြူနဲ့မိမော်ကတော့ဘာလေးချင်မှမရှိပဲအိမ်ပြည့်အဖြစ်ဝင်ပြိုင်ကြသည်။ဝင်ပြိုင်တဲ့သူတိုင်းအကားစားဝတ်ဆောင်ရတာဆိုတော့ဝတ်ဆောင်မဲ့ပြီးဝင်ပြိုင်တာဖြစ်ဖို့တော့များသည် ကျမတို့ခေတ်ကအာကစားဝတ်စုံဂျာစီလေးဝတ်ပြီးညနေဆောင်လမ်းလျှောက်ရတာကိုခွန်ယူလေးရှိသည် အာကစားထူးချွန်သူတွေကအเจ้าမှမျက်နှာပန်းလဲပူပွင့်သည် အပေါင်းအသင်းများသည်ဆရာဆရာမတွေနဲ့ပူပြီးရင်းနှီးမှုရလေးရှိသည် ကျမတို့အဆောင်ကဝါစီမဆိုလျင် စာကလွယ်၍အကစားမှာပတ်ဆောင်ထူးချွန်သူဗောလီဘောဘတ်စကက်ဘောမှာတင်ကောင်းစွာပြီးကုန်ပြစ်မှာလဲသူမပါမပီးအကယ်၍ကျမတို့တက်ကူတူမှာသာတရေကွမှောက်ပြိုင်ပွဲတို့မကြီးစေးတောက်ပြိုင်ပွဲတို့ကျက်ဖောက်ကွပြိုင်ပွဲတို့လုပ်လျင် သူပဲရွေးခံရမှာတည်ကြသည် သူက အကစားမှာအဲ့ဒီလောက်တောင်ထူးချွန်သည် ကျမတို့ခေတ်ကအမျိုးသမီးပေါ်လုံးခင်မစားသည် အဲ့ဒီခေတ်ကသာရှိလျင်ဝါစီမလက်ရွေးစင်ဖြစ်မှတေးကြသည် သူ့ကိုကြည့်လိုက်လျင်အာကစားလေးချင်ထား၍အသားရေကမာချင်ညိုပြောင်းနေသည်သပင်ကတိုးတိုးယခုခေတ်မြမလက်ရွေးစင်အမျိုးသမီးပေါ်လုံးအတင်းကကစားသမားတွေလိုလောက်ကြားလေးလူလိုဘာလို့လို့ဒါပေမဲ့ကြောင်းပြီးတော့အစောဆုံးအင်းအောင်ကြသွားသူတဲမှာသူပါသည် အခုဆိုသူ့သားတောင်တက်ကတော့တက်နေလေပြီကျမမမရရရှိသည်ကမောင်ကြီး မိမော်နဲ့မိဖြူတို့ဝင်ပြိုင်သောမီတာ200အပြေးပြိုင်ပွဲယောက်ျားလေးပြိုင်ပွဲမိန်းကလေးပြိုင်ပွဲပြိုင်ပွဲကတီးခြားစီကျင်းပတာပါဒါပေမဲ့သူတို့မောင်နှမ3ယောက်ကတကယ်ထရိနာကောင်းတစ်ယောက်အောင်မှစီကန်းတကြလေ့ကျင့်ထားကြသူတွေလိုရာလက်တွေကခက်စင်စင်ဒါဆလွချိန်မှာသူတို့ကတောင်းဦးချင်းချင်းကျမတို့ဖွဲ့လဲအတက်သွားပြီးအာကလောင်ချစ်ကုန်းအော်ခုံပေါက်လက်ခုပ်တီအားပေးကြသည် တိတ်မကြလိုက်တာထွက်စောသော သူတို့တွေရဲ့ခြေလမ်းတွေကပြိုင်ပြိုင်ဘက်တွေကိုအလျှော့ပေးထားသလိုလိုနောင်နာခတ်ကြကြနောက်ထပ်ခဏကြာတော့သူတို့ရဲ့ခြေလမ်းတွေက ရှေ့ကိုပြေးတာလားနောက်ကိုပြေးတာလားဝေခွဲမရဝေခွဲမရခြင်းကြည်နေတဲ့ကျမတို့ပဲညကအေးမွားလို့မျက်စိအမြင်မှားနေတာလားတေချာအောင်အပင်းကမျက်လုံးပုတ်ကြည့်ရသည်တေချာပြီ သူတို့ခြေောက်တွေရှေ့လန်းတာမဟုတ်နောက်ကိုလှမ်းနေတာ ကျမကဘီနာမိခိုင်ကိုသူတို့ပြေးပြိုင်နေဆိုတာရှေ့ကိုပြေးရတယ်ဆိုတာမေ့သွားတာမသိဘူးဟုလက်တို့ပြောမိသေးသည်သူတို့ပန်းနိုင်ကိုများအမြင်မှားတာလားအဲ့ဒီချိန်မှာ ကျမစိုးလွန်လွန်တဲ့ချင်းကို အမှတ်ရမိသည် ေတော်တော်ရင်နောက်ဆိုလာပါတယ်။ဘန်းဝင်ကြတော့သူတို့ရှိကသူနဲ့သူတို့ကပြေးလန်းတဝက်တတာกว่าသည်။ဒါတောင်မီတာနေရမလို့မီတာရှိရသာဆို ကျမတို့ညနေစာငက်လောက်သည်။အပြေးပြိုင်ပွဲဤကုန်းမှာမောင်ကြီးမိဖြူနှင့်မိမော်တို့သူတို့ပြိုင်တဲ့အပြေးပြိုင်ပွဲအားလုံးမှာနောက်ဆုံးမှစာရွေးရေးတွက်လျင်ပထမရကြသည့်မောင်နှမတွေအဖြစ် စီးပွားရေးတက်ကူစံချိန်သစ်တင်နိုင်ခဲ့ကြသည် နောက်နှစ်ပြိုင်ပွဲတွေမှာကြံသူတွေကိုအားနာလို့လားအလျော်ပေးတာလားသူတို့နဲ့ပြိုင်ပွဲမရှိဘူးအောင်းမေးလို့လားတော့မသိသူတို့တော့ယောက်ဗာပြိုင်ပွဲမှာဝင်ပြိုင်တာမတွေ့ရတော့အဲ့ဒီပြိုင်ပွဲမှာသူတို့မောင်နှမ၃ယောက်ကဘာစုမမရပေမဲ့လေကိုဇော်နှင်းခရူးကအပြေးပြိုင်ပွဲမှာပထမရတယ်မိယူပါဝင်တဲ့ကန္နမာဗော်လီဘောအသင်းကဒုတိယပဲရပေမဲ့ကိုဇော်ကိုကြီးဖြိုးတို့ပါဝင်တဲ့ ရက်ကပင်ဗောလီဘောအသင်းကတော့ပထမရခဲ့ကြပါတယ်။ကျမတို့အပေးရဂျိုနက်တလို့ဂုံယူမဆုံးခဲ့ကြ။ဗောလီဘောပြိုင်ပွဲတွေပြီးမှကျမတို့ဖဲကလည်းအားလုံးတန်တွေပြအတန်တွေဝင်နဲ့မန်ချိုသုံးဘူးလောက်ကုန်မှပုံမှန်အတန်ပြန်ထွက်သည်။အဲ့ဒီတော့ကမိဖြူကခုံပေါက်အော်ဟစ်ကအချိန်လွန်ပြီးအဆောင်ပြန်လုံကြီးလဲလိုက်ရသေးတာမှတ်ရသည်။ပြန်တွေးမိတိုင်းပြုံးမိသည်။တကယ်ကို အဆောင်ကျောင်းသူဘဝလွမ်းရတဲ့အဖြစ်ပြက်လေးတွေကနမာကတငယ်ချင်းအားလုံးကိုတတိယလည်းရဲ့တထုံကွန်းကအမတ်တရနှင့်စာမှုဖတ်၍ပြုပြင်ပေးသောတငယ်ချင်းတယောက်အားအထူးကျေးဇူးတင်လျက်မိကောက်ကနမာဒီเจ้าရလေးကအဆောင်နဲ့တော့တိုက်ရိုက်မပတ်သက်ဒါပေမဲ့ကျမအရင်တပတ်ကရေးခဲ့တဲ့အဆောင်သူဘဝအမတ်ကျများရဲ့နောက်ဆက်တွဲကျမတငယ်ချင်းမိမော်ရဲ့အထူးဇလန်း ဒီဇလန်ရဲ့နောက်ပိုင်းကိစ္စတွေကတကယ်တော့ကျမကိုယ်တိုင်မြင်ရသိရတာမဟုတ်။အเจ้าတွေပြန်ဖွင့်မှမိမော်ပြန်ပြောပြလို့သိရတာ။ကျမတို့တငယ်ချင်းတွေကအဲ့ဒီလောက်ပွင့်လင်းကြသည်။စီးပွားရေးတက္ကသိုလ်ပြေးခုံပြပြိုင်ပွဲတွေပြီးသွားပေမဲ့မိမော်ဇလန်ကဒီမှာမပြတ်။အပြေးပြိုင်ပွဲစုတွေပေးပြီးတော့မိမော်တယောက်ကသူ့စတိုင်အတိုင်းပဲကိုစော်ပြေးပြိုင်ပွဲမှာရတဲ့စုတစိတ်အပြားကိုခက်တီတီယူပြီးတက်ပုံရိုက်ခံသည်။ဒါလဲသူ့ကိုအပြစ်မဆိုတာ။ တသက်လုံးဘာစုတစိမ့်မှမရဘူးတော့သူလဲလူချင်းကြီးနဲ့လားဓာတ်ပုံလေးနဲ့တော့ကြွားကျင်ရှာမှာပေါ့ဒီချီလဲနားလဲလို့ရသည်မိမော်တယောက်စုတစိမ့်နဲ့ဓာတ်ပုံလေးခဏခဏထုတ်ကြည့်ရင်အကြွားလောဘတွေတက်လာသည်နောက်တရက်မှာကိုစော်ရသောစုတစိမ့်ပြားကိုမရရတောင်းသည်နပူနစာတိုက်သည် ချိန်ချောက်သည်ငယ်ကျွန်းငယ်နာဖော်သည် အော်ကြီးဟစ်ကျဲတောင်းသည် အတင်းအဓမ္မတောင်းသည်ကိုစော်တယောက်ဆုံးဖြတ်ရခဲ့ပြီး သူ့ချွေးနေရင်ရရခဲ့သောစုတစိအမှန်ဆိုမပေးခြင်းဘဝအတွက်အမှတ်တရထားခြင်းသည်ဒါပေမဲ့အခုဟာကမရွှေမော်လုပ်ပုံကမပေးမခြင်းတောင်းနေတော်မူပုံမပေးရင်လူများတက်လီမလားမသိကိုစော်လဲကြည်ရင်ကြည်ရင်မိမော်ကိုကြောက်လာပုံရသည်နောက်ဆုံးတော့မနေတာတော့နောက်နေ့ယူခဲ့ပါမည်ကတိပေးရတော့သည်မရွှေမိမော်ကမရချက်ချင်းအဆောင်လိုက်ယူမီပြောသည်ကိုစော်လဲမိမော်ကို နားမလဲသလိုကြည်ရင်အဆောင်ပြန်ယူပေးလိုက်ရတော့သည်မိမောခမလည်းဝန်တာအာရကျွားပြန်ရောက်လျင်ကျွားเสียရပြီတဆွေလုံးတစ်မျိုးလုံးလိုက်ကျွားလိုက်ပြီသူခမဘဝမှာကျွားเสียများများရှိခဲ့ပုံမပေါ် အခုတခါတော့နေသေးတပခြုံထဲကဂျိုးသွေးလို့တမျက်မြနွားနေနိုင်ခြင်းမဟုတ်ပါရှင်အဲ့ဒီခါမိမအိမ်ပြန်မှာအလွန်တက်ကြွနေတာတွေ့ရသည်အိမ်ပြန်လက်ဆောင်တွေလည်းအများကြီးဝယ်သွားသည မြေမဝန်းခွဲတွေအတွက်ပိတ်ဆလေးတွေဦးကြီးပါကြီးတော်ကြီးတော်လေးတွေအတွက်ရှေပစွန်ကကိမ်မော့ခလေးတွေအတွက်ရတာမုံတိုက်ကရှာမီချူချင်းကျမတို့တွေလည်းထူးခြားနေမှန်းတည်ပေမဲ့မရိပ်မီတကယ်ကိုတက်ကြွလှုပ်ရှားသောရင်ခုန်သံများနဲ့အိမ်ပြန်ခီ စုတစိတ်ကလေးကိုလည်းရွှေပုံသားလန်းသွားပြီးတကူးတကဝဲလာတဲ့ဂရီပါရှော့ဤကလေးနဲ့တီးကြထဲလို့သူခမခဏခဏထုတ်ကြည့်ရတာအမော် အိမ်ပြန်ရောက်တော့သူ့နာဝိုင်းလာတော့ဝိုင်းလာတဲ့ကလေးတွေကိုရှာမိချူချင်းတွေထုတ်ဝေသည်ကလေးတွေလည်းပြောတာပေါ့နောက်တော့ညီမဝမ်းခွဲတွေကိုပိတ်စာတွေဝေသည်အားလုံးကလည်းစီးပွားရေးတက္ကသိုလ်ကျောင်းသူကြီးပြန်လာတာဆိုတော့ဝမ်းသာအားရလက်ဆောင်မျှော်လာလဲပါမည်လူဆောင်တလောက်ရှိတော့သူ့ကလေးပါရှောင်းကလေးကိုထုတ်သည် အားလုံးရဲ့မျက်ဝန်းတွေကသူ့လက်ထဲကအိတ်ကလေးပေါ်မှာအဆောင်မှာဗရမ ्या လက်ဆွေများကောက်ရလာတာလား စိတ်နှကက်များကောက်ရသလားဘသူမှတော့အဖိုးတန်ပစ္စည်းလက်လွတ်စပယ်မထားတန်ရတည်ကြပြီဒါဆိုအားလုံးရဲ့ရင်ထဲမှာအတွေးကိုစီနဲ့ဖြစ်လိမ့်မည်သူကလည်းပြုံးစီစီချောင်းဤကလေးကိုဖွင့်လိုက်တော့အထဲမှာစူတစိတ်ကလေးငါတက်ကတူပြေးပြိုင်ခွဲမှာပထမရတယ်လို့ပြောလိုက်တော့အားလုံးကတအံ့တော်ရွာမှာခွေးလိုက်ဆွဲရင်တောင်နောက်ဆုံးကကြံခဲ့ပြီးအဆွဲခံရသူ ကျက်ဖကုတန်ကစားရင်လင်းငါချက်လှုပ်ပြီးပုံလဲသွားသည်မုတ်တီထိုးတန်းတွထိုးတန်းထုတ်စီတိုးတန်းကစားသည်။သူပါတဲ့ဘက်ကဘသူမှမနေခြင်းကြအခုတော့ပထမတောင်းရရဲဆိုတော့အလုံးကတအံ့တော်ဝမ်ပန်းတသားကလေးတွေကအားကြတဲ့မျက်လုံးနဲ့ကြည့်လို့သူကလည်းဘီတီတွေဖျားအကြမီမှာပဲနန်းလေးတက္ကသိုလ်မှာတက်နေတဲ့အမဝမ်ွက်တယောက်ရောက်လာသည်မိမနှစ်ယောက်ဝမ်သားအားရနှုတ်ဆက်ကြသည်မိမော်ကလည်းပါးတဲ့လက်ဆောင်တွေထုတ်ပေး အမကလည်းသူ့ပါရာတွေပေးခဏနေတော့မိမော်လည်းသူ့ကလေးပါရှောင်းကလေးထုတ်ရပြန်ပြီအမကိုပြသည် အမကလည်းအံ့ဩဝမ်းသာငါညီမဘလို့များပြောင်းလဲသွားတယ်လဲပေါ့ဒါမှမဟုတ်သူတို့တက္ကသိုလ်ကမိကလေးတွေကမိမဆန်လွန်ပြီးမပြေးနိုင်ကြတာလားမပြေးတတ်ကြတာလားပြိုင်ပွဲမဝင်ကြတာလားတွေးနေမှာပေါ့ယုံလဲမယုံနိုင်သူ့တစိုက်ကိုဖင်ပြန်ကောင်းမြန်လှည့်ကြည့်ပြီးမှသူ့မှလည်းမျက်လုံးပြူသွားပါတယ် ချက်ချင်းဆိုသလိုစူးတစိမ့်နောက်ကျောကိုမိမော်ပဲထိုးပြပါတဲ့မိမော်လည်းတေချာဖက်ကြည့်တော့အမျိုးသားမီတာ200အပြေးပြိုင်ပွဲပထမစုတဲ့ဆွေမျိုးတစုလုံးရဲ့မျက်လုံးတွေကမိမော်မျက်နှာပေါ်မှာမိမော်ခမားလဲသူ့အမကိုအတနာခံမျက်နှာချိုသွေးတဲ့မျက်လုံးတွေနဲ့ကြည်ရင်စကြောင်းပြပြတော့တငယ်ချင်းမိမော်ညာဦးဟာအမတ်တရား ဆောင်မူဖတ်ရပြုပြင်ပေးသောတငယ်ချင်းတယောက်အားလည်းအထူးကျေးဇူးတင်ရှိပါသည်ကနမာကတငယ်ချင်းများအားလုံးကိုတတိယလျက်မိကောင်ကနမာဒီနေ့မှာတော့ဆောင်သူဘွားရဲ့အပိုင်းတလေးတစ်ပိုင်းကိုဖတ်ပြပေးသွားတာဖြစ်ပါတယ်ရှင်နားဆင်ခံစားပေးခဲ့ကြတဲ့ချစ်တော်တို့အားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်